အကြမ်းဖက်စစ်တပ်ကမတရားဖမ်းဆီးထားတယ်။ဒေါအောင်ဆန်းစုကြည်နဲ့တမရဦးဝင်းမြင့်အပါအဝင် NLD အစိုးရခေါင်းဆောင်တွေဟာနိုင်ငံရေးအကျဉ်းသားတွေမဟုတ်ကြဘဲအကျင့်ပက်လက်စားတဲ့အတွက်ပြစ်ဒဏ်ကြခံရသူတွေသာဖြစ်တယ်လို့ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတတ်သက်ခိုင်ကပြောဆိုလိုက်ပါတယ်။အကျင့်ဖက်စစ်တပ်ကသူတို့လုံမဲ့ရွေးကောက်ပွဲကိုအာဆီယံကပူးပေါင်းဆောင်ရွက်မယ်ဆိုပြီးတစ်ဖက်သက်တင်းထုတ်ပြန်နေပြန်တယ်လို့သူတို့ရဲ့ထုတ်ပြန်ချက်ဟာ မြမအရေးဖြစ်ရှင်းရမှာရွေးကောက်ပွဲကဦးစားပေးမဟုတ်ဘူးဆိုတဲ့အာဆီယံနိုင်ငံကြီးဝင်ကြီးတွေရဲ့ယက်တီချက်နဲ့ကွဲလွဲနေပြမှာလေဒါကတော့ယမန်နေ့ကပဲအာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထဲပေါ်ဖို့အပါဝင်မြမအရေးဖြစ်ရှင်းဖို့မလေးရှားနိုင်ငံကြီးဝင်ကြီးဟာမြန်မာနိုင်ငံကိုတရက်တာခီးစဉ်အဖြစ်ရောက်ရှိလာပြီးအကြမ်းဖက်မင်းအွန်လိုင်းတို့ထိပ်ပိုင်းတွေနဲ့တွေ့ဆုံခဲ့တယ်လို့သိရပါတယ်ရန်ကုန်ဒလတဒနောက်ဆုံးအဆင့်ကို အကျန်းဖတ်မင်းအွန်လိုင်းလာကြည့်ဖို့ရှိလို့ဆိုပြီးမြေကူးတမ်းမစိတ်တွေအလုံးပိတ်ပင်ခဲ့တဲ့အပြင်မြေအတွင်းစစ်တင်းဘောတွေပါကင်းလှည့်ခဲ့ရုံနဲ့မကဒလမြို့နေနဲ့ရန်ကုန်မြို့စိတ်ကန်းဝင်းကျင်တခုလုံးကိုပါစစ်တပ်ကလုံခြုံရေးတွေတင်းကျပ်ခဲ့ပြန်တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်